မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်သစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းအတွင်းကလူငယ်အလုပ်သမားတွေရဲ့စရင်ကိုအခုလ30ရက်နေ့နောက်ဆုံးထပ်ပို့ဖို့စစ်ကောင်စီကထပ်မံတောင်းခံနေပြီစစ်မှုထမ်းဖို့လိုအပ်တဲ့လူအင်အားစုဆောင်းဖို့အတွက်ဆိုပြီးတောင်းခံတာဖြစ်တယ်လို့ဆိုပါတယ်ရန်ကုန်မြို့ကတောင်ဝင်းမြို့နယ်ရစကန်ကို Anonymous Force တပ်ဖွဲ့ကလက်ပစ်ဗုံးနဲ့ပြစ်သွင်းတိုက်ခိုက်မှုအတွင်းစခန်းထဲကရဲ၃ဦးပွဲချင်းပြီးကိုသေသွားပြီး ီပရာဟီတာကားနဲ့လာတဲ့တော့ကြတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရခိုင်တိုင်းတွင်ကလူငယ်အလို့သမားတွေရဲ့စီရင်ကိုအခုလ30ရက်နေ့နောက်ဆုံးထားပေးဖို့စစ်ကောင်စီကထပ်မံတောင်းခံနေပြီစစ်မှုထမ်းမှုလိုအပ်တဲ့လူအင်အားစုဆောင်းဖို့အတွက်ဆိုပြီးတောင်းခံတာဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိအချက်ဖတ်စကောင်စီရဲ့ရန်ကုန်တိုင်းထွေအုပ်ဌာနကနေမြို့နယ်အလိုက်အလုံသမားညွှန်ကြားမှုဦးစီးဌာနနဲ့မြို့နယ်လက်ဝကဦးစီးဌာနတွေစီကို စမှုစုံတွေမှာရှိတဲ့အလုပ်သမားအရေးအတွက်စည်ရင်းတွေအားလုံးဩဂုတ်30ရက်နေ့နောက်ဆုံးထားပြီးအမြန်ဆုံးပေးဖို့တောင်းခံနေတယ်လို့သိရပါတယ်။အဲ့ဒီအလုပ်သမားစည်ရင်းတွေတောင်းခံတဲ့စစ်ကောင်စီရဲ့ညွန်ကြားစာတဲမှာတော့သကောင်စင်းနဲ့အိမ်အကြောင်းအရာကောက်ယူဖို့ဆိုပြီးပြောထားပြီးမြင်တကယ်တမ်းကတော့စစ်မှုထမ်းဖို့လိုအပ်နေတဲ့လူအင်အားကိုစုဆောင်းဖို့စည်ရင်းတောင်းခံနေတာဖြစ်တယ်လို့လည်းရန်ကုန်ခေတ်တည်းရဲ့သတင်းရင်းမျက်စိကနေသိရပါတယ်။မကြသေးမီကလည်း ရန်ကုန်တိုင်းတွင်ကအဆက်မှုဇုံတွေနဲ့အဆက်မှုဇုံပြင်ပဆက်ယုံအလုပ်ယုံစီးပွားရေးလုပ်ငန်းတွေမှာရှိတဲ့အလုပ်သမားစည်ရင်းတွေကောက်ခံပေးဖို့ UMSCCI ကိုစစ်ကောင်စီကလျှို့ဝှက်ညှို့ချခဲ့ပြီးအဲ့ဒီညှို့ချချက်ကို UMSCCI ရဲ့အတွင်းရေးမှူးချုပ်အထည်ချုပ်လုပ်ငန်းပိုင်ရှင်ဒေါခိုင်ခိုင်နွယ်ဆိုတဲ့သူဦးစီးတဲ့အဖွဲ့ကစစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနနဲ့ပေါင်းပြီးစည်ရင်းတွေပေးပို့ခဲ့တယ်လို့အခုတခါစစ်ကောင်စီကရန်ကုန်တိုင်းမှာရှိတဲ့နောက်ထပ်အလုပ်သမားစည်ရင်းတွေကိုအခုလ30ရင်းနဲ့နောက်ဆုံးထပ်ပေးဖို့ထပ်မံတောင်းခံလာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ တဆက်ထင်းမှာပဲရခိုင်မြို့ကမြောက်ဥက္ကလာအလုံးနဲ့အင်းစိန်မြို့နယ်တွေမှာအချက်ဖက်စကောင်စီကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အပြင်စကောင်စီကအုတ်ချုပ်ရဲမှုတွေကလည်းလူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအကျပ်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ရခိုင်မြို့မြောက်ဥက္ကလာနှစ်ရက်ကအုတ်ချုပ်ရဲမှုထွန်းထွန်းဦးဆိုတဲ့သူနဲ့လူမိုက်အဖွဲ့တွေကရက်ကွက်တဲ့ကလူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအကျပ်စုဆောင်းတာတွေလုပ်နေပြီး စစ်မှုမထမ်းကျင်တဲ့သူတွေစီကနေလဲငွေကြေးအဆမတန်တောင်းရန်တာတွေလုပ်နေတယ်ဆိုပါတယ်။အလားတူအလုံမြုတ်နယ်ကကရင်ချင်းရက်ွက်အုပ်ချုပ်ရေးမှူးမန်းကျော်နိုင်ဦးဆိုတဲ့သူကလည်းအဲဇင်းနဲ့နေထိုင်တဲ့သူတွေကိုစစ်မှုထမ်းမယ်ဆိုမှအဲဇင်းတိုင်ခွင့်ပေးမှာဖြစ်ပြီးစစ်မှုမထမ်းဘူးဆိုရင်တော့စစ်တပ်ထဲကိုပို့ပြမယ်ဆိုပြီးတော့ပါချိန်ချောက်နေတယ်လို့လုပ်ငန်းရှင်တွေစီကနေလဲစစ်မှုထမ်းလူစားထုတ်ဖို့အတွက်ငွေကျပ်330ပေးရမယ်ဆိုပြီးမတရားငွေညှစ်တောင်းရန်နေတယ်လို့ရက်ွက်နေပြည်သူတွေကပြောထားပါတယ် ဒါပြင်အင်းစိန်မြို့နယ်ပိန်းနယ်ကုန်းရက်ွက်ကအုတ်ချုပ်ရည်မှုကြော့ကြော့လွင်ဆိုတဲ့သူကလေရက်ွက်နေလူငယ်တိုင်းကိုအိမ်မှာ၃ယောက်ရှိရင်၃ယောက်စလုံးကိုခေါ်ပြီးအတင်းအဓမ္မစစ်မှုထမ်းမှုစရင်ကောက်စူဆောင်းတာတွေလုပ်နေတဲ့အပြင်လူမိုက်အဖွဲ့တွေနဲ့ပါပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရန်တာတွေလုပ်နေတယ်လို့ရက်ွက်နေပြည်သူတွေကပြောထားပါသေးတယ်လက်ရှိမှာတော့ရန်ကုန်မြို့ကမြို့နယ်တချို့မှာလည်းအကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းပတ်စင်ငါအတွက်ဆိုပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေပါလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရေကုံမျိုးကတာမွေမြို့နယ်ရဲစခန်းကို anonymous force တပ်ဖွဲ့ကလက်ပစ်ဗုံးနဲ့ပြစ်သွင်းတက်ခဲ့မှုအတွင်းစခန်းထဲကရဲတုံးဦးပွဲချင်းပြီးကိုတေသွားပြီပရာဟိတကားနဲ့လာတဲ့သွားကြတယ်လို့ anonymous force ရန်ကုန်စစ်ဒေသတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်ဂိုလာ28ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲ ရန်ကုန်မြို့ကတာမွေမြို့မှာ yes scan ကို anonymous force တပ်ဖွဲ့ရဲဘော်တွေကလက်ပစ်ဘုံးနဲ့စကန်နဲ့ကိုပစ်သွင်းတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ yes scan နဲ့မှာရှိနေတဲ့ရဲသုံးဦးကတော့ပွဲချင်းပြီးကိုတည်ကုန်ကြပြီ။နောက်ထပ်တဦးကပြင်းထန်ဒဏ်ရာနဲ့အခြေအနေမကောင်းဘူးလို့လည်းသိထားရသလိုဒေါ်လာရဲ့ရဲဘော်တွေကတော့ baking ခဲ့ပါတယ်လို့ anonymous force ရန်ကုန်စစ်တပ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာတော့ ။အဲ့ဒီတောင်မွေးရက်စကန်ကိုစစ်ကောင်စီတပ်သားတွေရောက်လာပြီးစကန်ပဝင်းချင်းကိုမိုးကအစိမ့်တွေနဲ့ကာပြီးတော့မှပရဟိတကားတွေနဲ့ရဲတွေရဲ့မသားအလောင်းတွေကိုတည်သွားကြတယ်လို့လည်းသိရတယ်လို့တဖက်ကရဲဘတ်သတင်းရင်းမြစ်တချို့ကလည်းတောင်မွေးရက်စကန်လက်ပစ်ဘုံနဲ့ပြစ်ခံရတာမှန်ကန်တယ်လို့အတိပြုထားပါသေးတယ်ခင်ဗျ။အခုတခါမကွေးတိုင်းဘက်မှာတော့မြို့တင်မြို့နယ်မှာစစ်တပ်အကူနဲ့ပြည်သူတွေကိုနှီးမျိုးစုံပိနှိပ်ချိန်ချောင်းနေတယ်လက်နက်ကိုင်းပြူစော့တီကောင်းဆောင်ကျော်စိုးလင်းဆိုတဲ့သူ ပြစ်ခတ်ခံရပြီပွဲချင်းပြီကိုသေသွားပြီလို့တိုက်တောင်းတက်ဖွဲ့ဒုတာဝန်ခံဖိုးခွားဆိုတဲ့သူကရန်ကုန်ခေတ်တေကိုပြောပါလေဩဂုတ်လ28ရက်နေ့ကပဲမြို့သိမြို့နယ်မြပြင်သားခြေရွာမှာစစ်တပ် အကူနဲ့ပြည်သူတွေကိုဒုက္ခပေးနေတယ်လက်နက်ကန်ပြစော်တီကောင်းဆောင်ကြော်ဆိုးလင့်ဆိုတဲ့သူကိုတိုက်တောင်းတက်ဖွဲ့ရဲ့တော်လိုင်းရေဘော်တွေကနေပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းပြီကိုသေသွားတယ်ဆိုပါလေအဲ့ဒီမြပြင်သားခြေရွာပြစော်တီကောင်းဆောင်ကြော်ဆိုးလင့်ဆိုတဲ့သူဟာ အကြပ်ဖက်စစ်ကောင်စီကိုအကြီးအကျယ်ထောက်ခံတဲ့သူဖြစ်တဲ့အပြင် PDF ရဲဘော်တွေရဲ့တရင်ကိုလိုက်လံစုံစမ်းပြီးစစ်တပ်ကိုအားကျိုးမန်တက်တရင်ပေးနေုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုလက်နက်ပြပြီးမတရားအနိုင်ကျင့်ဖိနှိပ်ချိမ့်ချောက်နေတဲ့သူဖြစ်တယ်လို့အခုတော့သေပြီလို့တိုက်တောင်းတပ်ဖွဲ့ဒုတာဝန်ခံဖိုးခွားဆိုတဲ့သူကပြောထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့ပြည်ရင်းပြည်ပေါ်မှာရှိတဲ့မြန်မာနိုင်ငံသားအထက်ချုပ်အလို့သမားတွေက မြန်မာစစ်တပ်ကို ILO ပုံမှန်33အရာရေးယူပေးဖို့အတွက်တောင်းဆိုတဲ့တပိတ် campaign ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့စက်မှုလုပ်ငန်းခွင်အတွင်းအကြပ်စကောင်စီတပ်ကမတရားဖိနှိပ်ချိမ့်ချောက်ပြီးတော့စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီကနေတဆင့်အလို့သမားတွေရဲ့တည်င်းအချက်လက်တွေကိုကောက်ခံပြီးအတင်းကျပ်စစ်မှုထမ်းခိုင်းဖို့လုပ်နေကြတယ်ဆိုပါတယ်။အဲ့ဒီအတွက်အလို့သမားတွေဟာမတရားစစ်မှုထမ်းခိုင်းမှာကိုစိုးရင်ကြောက်လန့်နေရပြီးမလုံခြုံမှုတွေနဲ့နေစဉ်ရင်ဆိုင်နေရတဲ့အတွက် အချက်ဖက်စကောင်စီရဲ့အလုသမားတွေအပေါ်အကြောက်တရားနဲ့ဖိနှိပ်နေတဲ့လောက်ရက်တွေကိုအပြည်ပြည်ဆိုင်ရာအလုသမားရင်းရအဖွဲ့ ILO ကနေပုံမှန်33အရာအမြန်ဆုံးအရေးယူပေးဖို့တောင်းဆိုတဲ့ကမ်ပိန်းကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တစ်ဖက်မှာတော့အခုလာမယ့်2024ခုနှစ်နိုဝင်ဘာလမှာကျင်းပမယ့်အပြည်ပြည်ဆိုင်ရာအလုသမားရင်းရအဖွဲ့ ILO ကနေဆေးဥစုကိုပုံမှန်33အရာအရေးယူဖို့အတွက်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့က ILO ရုံးချုပ်မှာဆုံးဖြတ်ချက်ချဖို့ရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဖက်မှာလည်းမြန်မာအကြက်ဖက်စစ်တပ်က ATR လေယာဉ်တွေကိုအသုံးပြုနိုင်အောင်ကူညီပေးနေတယ်။ကမ္ဘာတဝမ်းကမ္ပဏီကွန်ရက်ကို Justice for Myanmar ကဖော်ထုတ်လိုက်ပြီးအရေးယူပိတ်ဆို့ပေးဖို့နိုင်ငံတကာကိုတောင်းဆိုလိုက်ပါတယ်။မြန်မာစစ်အုပ်စုကပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်တဲ့နေရာမှာအသုံးပြုနေတဲ့ ATR လေယာဉ်တွေနဲ့လေယာဉ်အပိုပစ္စည်းတွေကိုနိုင်ငံတကာကမ္ပဏီတွေပုဂ္ဂလိကစစ်လက်နက်ပွဲစားတွေနဲ့စီးပွားရေးလေကြောင်းလိုင်းတွေကမြန်မာစစ်အုပ်စုကိုလွှဲပြောင်းရောင်းချခဲ့ကြတဲ့အကြောင်းနဲ့ အဲ့ဒီလိုရောင်းချမှုတွေအတွက်ဒဏ်ကပ်ပိတ်ဆို့ခံရမှုကိုရှောင်လွှဲဖို့ကလည်းနောက်ဆုံးလက်ဝဲအသုံးပြုတဲ့သူကိုဖုံးကွယ်ပေးထားတဲ့အချက်လက်တွေပါရှိနေတယ်လို့ Justice for Myanmar ကဆိုထားပါတယ်။အဲ့ဒီလိုမြန်မာပြည်သူတွေကိုတပ်ဖြတ်ဖို့အကြမ်းဖက်မြန်မာစစ်အုပ်စုအတွက် ATR လေရင်တွေနဲ့လေရင်အပိုပစ္စည်းရောင်းချမှုတွေလုပ်နေတဲ့နိုင်ငံတွေထဲမှာစင်ကာပူနိုင်ငံမှာရှိတဲ့ company တွေကအများဆုံးပါဝင်နေပြီ။အဲ့ဒီ company တွေနဲ့စရင်အချက်လက်တွေလည်းရရှိထားပြီဖြစ်တယ်လို့အဲ့ဒီစင်ကာပူနိုင်ငံက company တွေကနေတဆင့် ATR လေယာဉ်အသုံးပြုဖို့အရေးပါတဲ့လေယာဉ်သုံးစက်ပစ္စည်းတွေကိုစင်ကာပူမှာရှိနေတဲ့မြန်မာခရိုနီတွေတဲက2 company အုပ်စုကနေအဓိကဝယ်ယူပေးနေသလိုနောက်တဲ့ခရိုနီအုပ်စုဖြစ်တဲ့ KT Group 24 hour group Gateway Group နဲ့ MWG Limited စတဲ့ company တွေလက်ပါဝင်နေတယ်လို့ Justice for မြန်မာကဖော်ထုတ်ထားပြီးအဲဒီလိုစစ်အုပ်စုအတွက်မြန်မာပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်ဖို့ကူညီပေးနေတဲ့ company အုပ်စုတွေကို နိုင်ငံတကာကထိထိရောက်ရောက်အရေးယူတန်ခတ်ပိတ်ဆို့ပေးဖို့အရေးတကြီးလိုအပ်ပါတယ်လို့လေ Justice for မြန်မာရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ယရနာမောင်ကပြောဆိုထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ